မြမယူရာတရင်ကျွတ်ချိန်သားဆိုတာမိသားစုတွေကိုပြန်ဆောင်စည်းစေတဲ့အနှွေထွေးဆုံးပွဲတော်တစ်ခုဖြစ်ပါတယ်မိသားစုဆောင်ဝင်နေရေဘဝတူတက်ရေးတွေအတွက်တနေ့ပတ်လုံးတယောက်တနေရာစီခွဲခွာနေကြရတဲ့မိသားစုဝင်တွေဟာတရင်ကျွတ်ပရက်မှာအိမ်အရောက်ပြန်လာကြပြီးတရင်ကျွတ်မိထုံးပွဲတော်ကိုပျော်ပျော်ရွှင်ရွှင်ကျင်းပကြပါတယ်ကလေးဘဝအမတ်တရားတွေကိုအများဆုံးဖန်တီးပေးတဲ့ တင်းကြော်ပွဲတော်ဟာဘေးအသက်ရွေရောက်ရာလူတိုင်းအတွက်ကိုယ်စားတည်မီကိုလွမ်းမိစေပါတယ်။မိသားစုရဲ့နှွေထွေးမှုကဘဝအမောတွေကိုပြည့်ရော့စေတဲ့ပွဲတော်တစ်ခုလည်းဖြစ်ပါတယ်။အခုနှစ်မှာတော့တင်းကြော်အခါသမယကိုရောက်လာပြီမယ်။မခုတူမှုကသားအများစုကတော့အဝေးကနေသားဇာတိမီလေးကိုလွမ်းဆွနေကြရပါတယ်။ တရင်ကျွန်းမှာလူဆုံနေကြမိသားစုတွေကိုလည်းအခက်အခဲပေါင်းစုံကပြန်မဆုံနိုင်အောင်ဓာစီထားပါတယ်။ဆေအုပ်စုရဲ့နေစဉ်ရက်ဆက်ပုံချေတပြတ်မှုတွေကြောင့်မလွဲမရှောင်သာပဲမြို့ကနေဆုံးခွာခဲ့ရတဲ့အကြောင်းကိုမုကုံမြို့အနောက်ပိုင်းမှာနေထိုင်ခဲ့တဲ့မထက်ကခုလိုပြောပြပါဗျာ။ စစ်ဆောင်ခဲ့ရတော့9လနေပါရှိပါပြီ။ဘာကြောင့်ပြောင်းလဲလဲဆိုတော့လေရင်ကိုအရန်ကြောက်လို့ပေါ့နော်။စစ်ပြတဲ့အချိန်လေရင်နဲ့ကျေးဆိုတာရှောင်ပုံးလို့ရတယ်နော်။ရှောင်ပုံးလို့ရပြီမယ်။စစ်မဖြစ်ပဲကျေးကျင်တဲ့အချိန်ကျေးရမျိုးကြတော့အရန်ကြောက်တယ်။လောက်ကင်သွားလာနေတဲ့အချိန်မျိုးမှာစိတ်ချလက်ချမနေနိုင်နဲ့အရန်စိတ်ဒုက္ခရောက်လို့ပြောင်းလဲရမှာ။ဆက်နေရဒီပွဲတော်တွေထဲမှာမှပွင့်လင်းရဒီမှာကျင်းပတဲ့ဒိန်းကျွတ်နဲ့တစောင်းနိုင်ပွဲတော်ဟာ မုတ်ကုတ်သူမုတ်ကုတ်သားတွေအတွက်တော့ပျော်ရွှင်ရဆုံးပရော်လေးဖြစ်ပါတယ်။ရင်းကျွေးရောက်ပြီးဆိုရရင်ဝတ်စားတဲ့ကြည်ဝတ်ပြီးရာသွားကြောင့်တက်သူလူကြီးသမားတွေကိုလက်ကတော့လူတွေနဲ့ရင်းကျွေးတုံးရလုံးပါစီကားနေရပါတယ်။မုတ်ကုတ်အရှိပိုင်းကံမောင်ကြီးကအစီအမျိုးကိုမိဘုံပြန်လုပ်ပွဲနဲ့မုတ်ကုတ်အနောက်ပိုင်းကရင်းကျွေးပွဲစီရံနေပြီးအခုကြီးဖျားတွေမှာကျင်းပတဲ့စီမီတတောင်ပန်းတောင်ပူဇော်ပွဲတွေဟာမုတ်ကုတ်တရင်ကျွေးရဲ့ လူစီကားဆုံးအထင်ကြီးနေရာတွေဖြစ်ပါတယ်။တာဝရင်သာနဲ့ပြီမှာအပိဓမ္မာတရားဟောကြားပြီးလူပြည်ပြန်ဆင်းလာတဲ့ဘုရားမြတ်စွာဘုရားကိုစီမီထွန်းပြီးကြိုဆိုကြတဲ့အနေနဲ့ရင်ကျော်လိုက်ပြီးကျော်တရားနေကိုမဟုတ်မှတော့မိဆောင်ထွန်းတဲ့နေ့မိကြောတဲ့နေ့လို့ခေါ်ကြပါတယ်။ ပုံမှန်ထွန်းနေကြတဲ့အလားမျိုးတွေတင်မကပဲအင်တိုင်းအင်တိုင်းမှာချန်တကာကြောက်ပြန်လေကထက်တွေပါမကြမ်းတိန်လုံးအနှံ့ဖျောင်းနိုင်ပြီးထွန်းပြီးပူဇော်ရဲအဲ့ဒီနေဟာမုဂုတ်တင်ချောရဲ့အလားဆုံးအချိန်ပါပဲဒေတာတစ်ခုနဲ့တစ်ခုရဲ့တင်ချောပွဲတော်ဟာနေရာဒေတာအလိုက်နည်းငယ်ကွဲပြားနိုင်တာကြောင့်အခြားမျိုးရောကတင်ချောဟာမထက်အတွက်တော့အသားမကျနိုင်ပဲဖြစ်နေပါတယ်အခုတင်ချောနဲ့ပတ်သက်ပြီးခံစားချက်ကတော့ တရင်ချိုလာပြန်နေတည့်ရဲစွာတော့ကလွယ်ပြီးမထူကြအမှန်ပါပဲကိုတက်လေးကိုထုံးစံတွေမရှိရနေရမှာကိုဒေတာလိုလုံးဝမခံစားရဘူးဒီတူမာတွေကြောရအောင်လေကိုဆွေမျိုးလူဒီတူမာတွေကတနေတကြီးစီမှာဝေးနေရတဲ့ခြေနေတွေပေါ့နော်တရင်ချိုစွာတဲ့တာမန်ရက်တည့်ရဲလိုပဲထူချမ်းနေပါဦးတရင်ချိုရောက်ပြီဆိုရနဲ့ မကုတ်မြို့မှာတော့ဘုရားကျောင်းကံတွေတင်မကပဲအိမ်တွေမှာပါတူထက်ငါအပြိုင်ဆိုင်မိတွေလာဆင်ပြီးထွန်းကြပါတယ်။တရင်ကျော်ညမှာမိသားစုတွေမောင်နှမတွေတငယ်ချင်းတွေနဲ့အတူလမ်းလျှောက်ထွက်ပြီးရက်ွက်ထဲကအိမ်တွေရဲ့မိအလားဆင်ထွန်းထားတာတွေကို လိုက်ပတ်ကြည့်ရတာကလည်းမြို့ခံတွေအတွက်တော့တရင်ကျော်ပွဲတော်ရဲ့အနှစ်သာရတစ်ခုပါပဲ။ လူကြီးမိဘတွေကို လိုက်ကြတော့ပြီးရလာတဲ့မုံပေါ်နဲ့ကလေးတွေကပြောက်အိုးဖောက်ကြမိရှူးမိဘတွေဖောက်ကြနေပြောကြသလိုလူငယ်တွေကလည်းရတဲ့မုံပေါ်နဲ့ရှောက်လေကြမုံတွေပတ်စားကြနေပျော်ရွှင်ရတဲ့မိုးကိုတင်ကြောက်ကမြစ်တိုင်းလိုလိုလူစီကားနေတတ်ပါတယ်။ဒါပေမဲ့စေအုပ်စုရဲ့လေချောင်းပုံကျဲမှုတွေကိုမကြခဏခင်ရပြီးတဲ့နောက်မှာတော့မိုးကိုတင်ကြောက်ဟာမြို့ကန်တွေအတွက်အရင်လိုမပျော်ရွှင်နိုင်တော့ပါဘူး။ ဘုံသံတွေကြောင့်စိတ်တန်ရာရနေတဲ့မြို့ခံတွေအတွက်ရောက်အိုဖောက်တံတွေက မလူလားအပ်တဲ့ဘေးရန်တွေရဲ့တွေစိုးရိမ်ထိလက်မှုတွေမဖြစ်စေဖို့အတွက်မိုးကုံမြို့ကိုထိန်းချုပ်ထားတဲ့တာဟမျိုးသားလူမျိုးရေးတပ်မတော် PSLF TNL ရဲ့မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ကသူညာတန်ဖြစ်စေတဲ့ရောက်အိုနဲ့မီရှူမီပန်းတွေကိုဒီနေ့တရင်ကျော်မှာ ရောင်းဝယ်ခြင်းစော့ကစားခြင်းမလုပ်ဖို့တားမြစ်ထားပါတယ်။ဆေဟုစုရဲ့အချင်းခါမြွေးတဲ့ လေချောင်းပိုးချဲတက်ဖြတ်မှုတွေကိုကြောက်နေရတာကြောင့်မုတ်ကုတ်တရင်ချွေရဲ့မိအောင်လေးဟာလည်းအရင်ကလောက်မလာပါနိုင်တော့ပါဘူးအရင်လိုမလာပါနိုင်တော့တဲ့မုတ်ကုတ်တရင်ချွေမိအောင်လေးနဲ့အတူအဝေးရောက်မုတ်ကုတ်သူမုတ်ကုတ်သားတွေကလည်းပွဲတော်ရက်မှာအိမ်မပြန်လာနိုင်ကြတော့ပါဘူးဆယ်စားလောက်ဈေးတက်လာတဲ့ကားကားတွေနဲ့အတူလန်ခီခက်ခဲကြမ်းတမ်းမှုတွေဟာအိမ်ပြန်နိုင်ဖို့ကြီးမားတဲ့အခက်အခဲတစ်ခုပါပဲ။ဥပမာပြောရရင် 2024ခုနှစ်ဇွန်လမြို့တင်တိုက်ပွဲမဖြစ်ခင်က2000ကတော့ငါနေ3000ကျပ်တာရှိတဲ့မိုးကုတ်မန္တလေးကားကဟာလက်ရှိမှာကျပ်2300ငါးကနေ3သိန်းအထိဖြစ်နေပြီးလန်ခီးချင်းနေပုံမူတီကကားကားတွေကဒီထက်စီးပုံများနိုင်ပါတယ်။ဒီရင်ကနေ့ချင်းရောက်တဲ့မိုးကုတ်မန္တလေးလန်ခီးဟာခုတော့ခီးလန်းတစ်လျှောက်ဆေးဟုတ်စုရဲ့စစ်စီဂိတ်တွေနဲ့တိုက်ပွဲရှင်နေပုံမူတီပြီးအနည်းဆုံးတညအိတ်ကနေ3ညအိတ်အထိလမ်းမှာကြာနိုင်ပါတယ်။ ဘယ်နဲ့ရောက်မလဲအာမမခံနိုင်ပဲကွန်းလန့်နေကနေပတ်ပြီးအနေရီချားတဲ့ကနေသွားလာနေကြရတာပါလန်ခီအခက်ခဲတွေကိုစိတ်အားတင်းပြီးကြော်ဖြတ်ခဲ့ရတဲ့အကြောင်းမကြတိခင်ကမှမုကုံမျိုးကနေစစ်ပေးရှောင်းလာတဲ့မဖြူကလည်းသူကြုံတွေ့ခဲ့ရတာတွေကိုအခုလိုပြပြပါတယ်အမားတို့လာတော့ငါကားရီတော်တော်များများလေးလိတ်ချလန်ခွဲရနေခွဲပြီးမ စစိစီစစိစီမာဒီဘဇစိကနေဟိုဘဇစိကနေခင်ဥပတော်ခင်ဥပကနေရွှေဘူအဲ့လိုအဲ့လိုအိုင်လန်သွားတာပေါ့နော်အဲ့လမ်းမှာလမ်းကလည်းနည်းနည်းချင်းနေခိုင်းနေထဆိုင်ကတော့လေးကိုချင်းနေကာဒစီစားပဲရှိရဟိုဘဒီဘဟိုဘလာဒစီဒီဘတော်ဒစီပေါ့နော်အဲ့လိုကာဒစီစားပဲလွတ်တော်လေးခဏနေကုံကားစီရပိန်ကြီးတော်ရင်လေကားတွေက ိမ့်မိသွားရဲ့အကြာရက်ထားရဲ့တိုက်ပွဲဖြစ်တယ်ဆိုလဲလမ်းမရက်ထားရဲ့ဆိုလဲစိတ်ပူပူရအောင်မနော်ပြီးရင်ဆိုไฟตาเวรีสุเลกาเรียปีไม่เผ็ดတော့ဘာလို့မျိုးဒီဆိုစိတ်ပူရတယ်ညနှောတော့နေခြင်းလည်းရောက်တယ်ပြီးရင်ကားပေါ်မှာအေးပြီးပြန်နေအချိန်တိုင်းအိမ်ရောက်သွားတယ်ဒီစိတ်ပေါ်ပါလာပေါ့เนาะ ုကတော့စိတ်ပင်ပန်းနေမရောမချင်ရသည်စိုးရင်စိတ်တည်တော့စိုးရင်စိတ်ပေါင်းများတော့လည်းလိုက်လာရတယ်ကိုမျိုးကိုရမှာပဲပြောတတ်ကြတဲ့တက်ကြီးရွယ်ဦးလေးဟာလေအိမ်ပြန်နိုင်ဖို့ချူတောင်းနေရင်သာဇာတိမျိုးလေးကိုရွှန်းဆွနေရတဲ့အကြောင်းစစ်ပေးရှောင်နေရတဲ့အသက်80အရွယ်ဒေါခင်ကဒုက္ခစားချက်တွေကို ခုလိုခွင့်ဟလာပါတယ်ဘောကောလည်းဘယ်အချိန်မှပြန်ရမယ်မသိဘူး ။အမြန်လဲပြီးစေချင်မိတည်းရဲ့စစ်ပွဲတွေ။အာမပြီးသေးတော့တည့်ရဲ့ပြီးတည့်ရဲ့စိတ်မအေးအောင်ဘဝနေဘုံနေလာကျဲတာတွေကခုတက်ထီလဲရှိသေးတော့မပြန်ရဲသေးဘူးပေါ့။အဲ့ဒါကြောင့်မို့ပဲဆက်ဆောင်နေရတာတနေ့ကျော်ပြီဆိုတော့ကိုမျိုးကိုရပြန်ကျင်တာပေါ့ကြာလာပြီဆိုတော့ပြန်ကျင်နေ တနစ်ကြော်ပြီးဆိုတော့တင်များမြို့ရွာမှာလမ်းနေရတာလဲကြာတော့မနေချင်တော့ကိုမြို့ကိုရွာပဲနေချင်တယ်လေလမ်းခီးတွေကလည်းမကောင်းသေးမချော်မွေ့လေးဘူးဆိုတော့ဆူတောင်းရုံကလွဲလို့ဘာမှမတတ်နိုင်ဘူးဒါကြောင့်မို့မမြမဲတကယ်တမ်းဖြစ်နိုင်မယ်ဆိုရင်တော့ကိုမြို့ကိုရွာအများဆုံးပြောင်းကျင်တယ်ကြာလဲကြာပြီဆိုတော့ကိုမျိုးကိုရွာမှာပဲပြောတယ်ခုလိုတရင်ကျုပ်ဆိုပို့ပြီးမှကိုမျိုးသတိရတာ ဆီအိုဆူရဲ့ရက်သားပြည်သူပြစ်မှတ်ထားတဲ့လေချောင်းမုံကျဲမှုတွေနဲ့လမ်းခီးခက်ခဲတွေဟာချားမျိုးမှာအလုံးလုံးနေသူတွေနဲ့စစ်ပေးရှောင်တွေအတွက်တော့အိမ်ပြန်ဖို့ဆိုတာအိမ်မက်မက်ယုံတာတက်နိုင်တဲ့အခြေအနေဖြစ်လို့နေပါပြီ။အိမ်ပါလို့မပြန်ပြက်တာလဲဆိုဖြတ်တန်းရမယ်လမ်းခီးကြောင်ရောအခြေအနေတွေအရန်ကြောက်တာရောကြောင့်မပြန်ပြက်တော့ဘူး။ ဖြတ်တန်းရမယ်လမ်းကြီးကလည်းကုန်းတရံရေတရံနဲ့မကဘူးဟိုဝင်ကြီးထွက်ပတ်သွားရတော့အနေရကင်းကင်းသွားလာရတာလည်းမဟုတ်တဲ့အတွက်မသွားရရပါဘောနော်အိမ်ကိုဘရောပြန်ပြစ်မလဲဆိုကိုကကိုဘာမှမပိုင်တဲ့အခြေအနေဖြစ်နေရောလीမပြောရတော့ပါဘူးရှိတဲ့နေရာလေးမှာပဲပျော်လဲအောက်ဤတိခဲပြီးအိမ်လွမ်းစိမ့်နဲ့တရင်ကျလွမ်းစိမ့်တွေ့ချာမှာအော်ငါတို့မတည်လို့တော့လွမ်းနိုင်နေရပဲဆိုတဲ့စိတ်နဲ့ပဲဖြတ်တန်းပါတယ် မကုမျိုးကနေဆုံခွာနေရတဲ့မကုသူမကုသားတွေလိုပဲဂျင်းကျော်မှာဇတိမျိုးကိုလွန်ဆွနေကြရတဲ့သူတွေဟာမြန်မာနိုင်ငံမှာဒုနေသေးပါကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအထူးပို့ဆောင်ရဖွယ် UNHCR ရဲ့နောက်ဆုံးထုတ်ပြန်ထားတဲ့အချက်အလက်တွေအရမြန်မာနိုင်ငံမှာလူပေါင်း၃သန်းခွဲကျော်ဟာပြည်တွင်းပြည်ပခန့်တွေကြောင့်နေရဆုံခွာနေကြရပါတယ်အရင်ကလိုမိသားစုဆွေမျိုးသားချင်းတွေအားလုံးပြန်ဆောင်စည်းကြတဲ့ ပျော်ရွှင်ကြည်နူးစရာတင်းကျုပ်ပွဲတော်မျိုးကိုကျင်းပနိုင်မယ့်အနာဂတ်ဟာစစ်ပေးရှောင်ပြည်သူတွေအတွက်တော့အလံဝေးလို့နေပါသေးတယ်။